နိုင်ငံတော်အစိုးရအနေဖြင့်ပါတီစုံဒီမိုကရေစီစနစ်အားအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရန်အတွက်2025ခုနှစ်ဒီဇင်ဘာလ28ရက်မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအားအောင်မြင်စွာကျင်းပနိုင်ဆောင်ရွက်လျက်ရှိအောင်ရွေးကောက်ပွဲအပေါ်နီလန်မျိုးစုံဖြင့်နှောက်ယှက်ဟန်တားနိုင်မယ့်အခြေအနေမှကာကွယ်တားဆီးနိုင်ရန်2025ခုနှစ်ဇူလိုင်လ29ရက်မှာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တားဖျက်ဆီးခြင်းမှာ ကာကွယ်ပေးရင်ဥပဒေပြတ်ထန်းခဲ့ပြီးဥပဒေလိုက်နာမှုမရှိသူများအားထိထိရောက်ရောက်အေးအေးယူဆောင်ရွက်လျက်ရှိပါတယ်။ အဲ့လိုဆောင်ရွက်လျက်ရှိရာ2025ခုနှစ်အောက်တိုဘာလ29ရက်မှာခေတ်သမိုင်းကိုဒုံဆိုင်မြို့သူများရွေးကောက်ပွဲအသိပညာပေးဇက်လန်းနဲ့ဇက်လန်းမှာပါဝင်တရုတ်ဆောင်ခဲ့တဲ့အမှုပညာရှင်များကိုလူမှုကွန်ရက်မှာတက်ဆင်မဟုတ်မမှန်ဝေဖန်ရေးသားပေး ရွေးကောက်ပွဲအပေါ်ပြည်သူလူထုမှအထင်အမြင်လွဲမှားစေရန်လှုပ်ဆော်ခဲ့တဲ့ဒါရိုက်တာမိုက်တီခေါ်တန်ထွန်စုံစပိုတရုတ်ဆောင် ကျော်ဝင်းထုတ်ခေါ်ကျော်မင်းထွန်းနေဟာတတရုတ်ဆောင် အုံနိုင်ခေါ်ဇော်မြင့်တို့အား၎င်းတို့ရဲ့နေအိမ်အသီးသီးမှာဖမ်းဆီးရမိခဲ့ပါတယ် ဖမ်းဆီးရမိတရားခမ်းများကိုစီစစ်ဖော်ထုတ်ချက်အရ၎င်းတို့ဟာဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နဲ့အညီတမတော်မှနိုင်ငံတော်တာဝန်ထမ်းဆောင်နေသည့်အပေါ်ထောက်ခံမှုမရှိခဲ့တဲ့အပြင်စုပူဆန္ဒပြပွဲများမှာကိုယ်တိုင်ပါဝင်ခဲ့ကြောင်းဒါပြင်မကြမီကျင်းပရန်ရှိတဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စေရအတွက်၎င်းတို့တက်ကြွတဲ့အမှုပညာကဏ္ဍမှာပူးပေါင်းပါဝင်ခြင်းမရှိတဲ့ပြင်အခြားသောအမှုပညာ ညာရှင်များ၏တရတတအားပူပေါင်းဆောင်ရွက်မှုအပေါ်ဝေဖန်တိုက်ခိုက်ခြင်းရွေးကောက်ပွဲအပေါ်ပြည်သူလူထုမှယုံကြည်မှုလျော့နည်းလာစေရန်ရည်ရွယ်ပြီးရေးသားဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်းစိစစ်တွေ့ရှိရပါသည်အဆိုပါတရခန်၃ဦးအနက်ဒရိုက်တာမိုက်တီခေါ်တန်ထွန်စောဟာ 2021ခုနှစ်မှာလူမှုကွန်ရက်မီဒီယာမှတစဉ်နိုင်ငံတော်အစိုးရပေါ် ဝေဖန်ရေးသားခဲ့တာကြောင့်ရာဇသက်ကြီးဥပဒေပုံမှာ 905- ကြီးဖြင့်အမှုဖွင့်လေအရေးယူခြင်းခံခဲ့ရပြီး2022ခုနှစ်အောက်တိုဘာလ28ရက်မှာ နိုင်ငံတော်အစိုးရမှစေတနာဖြင့် နောက်တစ်ချိန်ပြစ်မှုထပ်မံကျူးလွန်မှာက၎င်းပြစ်ဒဏ်အပြင်ယခုကြားခံရန်ကြံရှိသောပြစ်ဒဏ်များကိုပါဆက်လက်ကြားခံပါမည်ဟုသောစီကံသတ်မှတ်ချက်ဖြင့်ပြစ်ဒဏ်မှလွတ်ငင်းခွင့်ပြုခဲ့သူဖြစ်ကြောင်းစစ်စစ်တွေးရှိရတဲ့အတွက်၎င်းကိုပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တောင်ဖျက်ဆီးခြင်းမှကာဝယ်ပေးရန်ဥပဒေဖြင့်အရေးယူနိုင်ရေးဖြင့်ယခင်လွတ်ငင်းခွင့်ပြုခဲ့တဲ့ပြစ်ဒဏ်ကို ပြန်လည်ကြားခံစေရန်ဥပဒေနဲ့အညီ 上月多嘛七八零。 ဒါအပြင်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပေါ်ပြည်သူလူထုမှအထင်မြင်လွဲမားစေရန်လှုံ့ဆော်ခဲ့ကြတဲ့ကြော်ဝင်းထုတ်ခေါ်ကြော်မင်းထွန်းနဲ့အုံနိုင်ခေါ်စော်မင်းတို့နှစ်ဦးအားပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ရှက်ဟန်တာဖျက်ဆီးခြင်းမှကာကွယ်ပြီးဥပဒေဖြင့်ထိရောက်စွာအရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့နိုင်ငံတော်အစိုးရအနေဖြင့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များအောင်မြင်ပြီးပြည်သူလူထုတရက်လုံးလိုလားတောင်းတသည့် ာတီစုံဒီမိုကရေစီစနစ်ကိုအောင်မြင်စွာရှောင်လန်းနိုင်ရေးပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှုဖြင့်အထွေထွေရေကောက်ပွဲအားဆက်လက်အကောင့်ထည့်ဖို့ဆောင်ရွက်သွားမှာဖြစ်ကြောင်းဒရိုက်တာမိုက်တီဇပ်ပူတီယိုဆောင်ဂျိုဝင်းထွန်းနဲ့ဟာတာတီယိုဆောင်အုံတိုင်းတို့ကိုရေကောက်ပွဲကာကွယ်ပေးရေးဥပဒေဖြင့်အမှုဖွင့်ဖန်းစီဒရိုက်တာမိုက်တီဇပ်ပူတီယိုဆောင်ဂျိုဝင်းထွန်းနဲ့ဟာတာတီယိုဆောင်အုံတိုင်းတို့အားပါတီစုံဒီမိုကရေစီအထွေထွေရေကောက်ပွဲများကိုနောက်ဆက်ဟန်တာဖြည့်ဆည်းခြင်းမှာကာကွယ်ပေးရေးဥပဒေဖြင့်အရေးယူထားကြောင်းသိရသည် နိုင်ငံတော်အစိုးရအနေဖြင့်ပါတီစုံဒီမိုကရေစီစနစ်အား အကောင့်ထဲပေါ်ဆောင်ရွက်နိုင်ရန်အတွက်2025ခုနှစ်ဒီဇင်ဘာ28ရက်တွင်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအားအောင်မြင်စွာကျင်းပနိုင်ရေးဆောင်ရွက်လျက်ရှိရာရွေးကောက်ပွဲအပေါ်နီလန်မျိုးစုံဖြင့်နောက်ဆက်ဟန်တားနိုင်မည်အခြေအနေမှကာကွယ်တားဆီးနိုင်ရန်2025ခုနှစ်ဇူလိုင်26ရက်တွင်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနောက်ဆက်ဟန်တားဖြစ်စီခြင်းမှကာကွယ်ပေးရေးဥပဒေပြဋ္ဌာန်းခဲ့ပြီးဥပဒေလိုက်နာမှုမရှိသူများအားထိတိယောက်ယောက် 也有伤员联系将我们，对的。 ထိုကဲ့သို့ဆောင်ရွက်လျက်ရှိရာ2025ခုနှစ်အောက်တိုဘာ28ရက်တွင်ခေတ္တမိုင်းကိုဒုံဆိုင်မိသူများရွေးကောက်ပွဲအသိပညာပေးဇလန်းနှင့်ဇလန်းတွင်ပါဝင်တရုပ်ဆောင်ခဲ့သောအမှုပညာရှင်များအားလူမှုကွန်ရက်မှတစ်ဆင့်မဟုတ်မမှန်ဝေဖန်ရေးသား၍ရွေးကောက်ပွဲအပေါ်ပြည်သူလူထုမှအထင်အမြင်လွဲမှားစေရန်လှုံ့ဆော်ခဲ့သည့်ဒါရိုက်တာမိုက်တီခါတန်းထွန်းစောဇက်ပိုတရုပ်ဆောင်ကျော်ဝင်းထွန်းကျော်မင်းထွန်းနှင့်ဟာတာတရုပ်ဆောင်အုံတိုင်းခါစောမြင့်တို့အားရင်းတို့၏နေအိမ်အသီးသီးမှဖမ်းဆီးရမိခဲ့ကြောင်းသိရသည် ဖန်စီရမိသားသူများအားစစ်စစ်ဖော်ထုတ်ချက်အရရင်းတို့သည်ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနှစ်နှစ်အညီတက်မတော်မှနိုင်ငံတော်တာဝန်ထမ်းဆောင်နေသည့်အပေါ်ထောက်ခံမှုမရှိခဲ့သည့်အပြင်စူပူဆန္ဒပြပွဲများတွင်ကိုယ်တိုင်ပါဝင်ခဲ့ကြောင်းထို့ပြင်မကြာမီကျင်းပရန်ရှိသည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စေရအတွက်ရင်းတို့တက်ကြွသောအမှုပညာကဏ္ဍမှကူပေါင်းပါဝင်ခြင်းမရှိသည့်အပြင်အခြားသောမှုပညာရှင်များ၏တက်တက်တအားကူပေါင်းဆောင်ရွက်မှုအပေါ်ဝေဖန်တိုက်ခိုက်ခြင်းရွေးကောက်ပွဲအပေါ်ပြည်သူလူထုမှ ယုံကြည်မှုလျော့နယ်လာစေရန်ရည်ရွယ်၍ရေးသားဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်းစစ်စစ်တွေ့ရှိရကြောင်းသိရသည်။အဆိုပါဖန်စီရမိသားသူ၃ဦးအနက်ဒါရိုက်တာမိုက်တီခတန်ထွန်းစော်သည်2020ခုနှစ်တွင်လူမှုကွန်ရက်မီဒီယာမှတစင်နိုင်ငံတော်ဆိုရအပေါ်ဝေဖန်ရေးသားခဲ့သောကြောင့်ရာစသက်ကြီးဥပဒေပုံမှန်905ကဖြင့် အမှုဖွင့်လှစ်အရေးယူခြင်းခံခဲ့ရပြီး2022ခုနှစ်အောက်တိုဘာ28ရက်တွင်နိုင်ငံတော်အစိုးရမှနောက်တစ်ကြိမ်ပြည်မှုထပ်မံကျူးလွန်ပါကရင်းပြစ်ဒဏ်အပြင်ယခုကြခံရန်ကြံရှိသောပြစ်ဒဏ်များကိုပါဆက်လက်ကြခံပါမည်ဟုသောစည်းကမ်းသတ်မှတ်ချက်ဖြင့်ပြစ်ဒဏ်မှလွတ်ငင်းခွင့်ပြုခဲ့သူဖြစ်ကြောင်းစစ်စစ်တွေ့ရှိရသဖြင့်ရင်းအား ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနောက်ဆက်ဟန်တာဖျက်ဆီးခြင်းမှာကာကွယ်ပေးရေးဥပဒေဖြင့်အရေးယူနိုင်ရေးအပြင်ရခင်လူငင်းခွင့်ပြုခဲ့သော ပြစ်ဒဏ်အားပြန်လည်ကြားခံစေရေးဥပဒေနှင့်အညီဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်ထို့ပြင်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပေါ်ပြည်သူလူထုမှအထင်အမြင်လွဲမှားစေရန်လှုံ့ဆော်ခဲ့ကြသည့်ကျော်ဝင်းထွတ်အခါကျော်မင်းထွတ်နှင့်အုံတိုင်း ဇော်မြင့်တို့နှစ်ဦးအားပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုနှောက်ယှက်ဟန်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေဖြင့်ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။နိုင်ငံတော်အစိုးရအနေဖြင့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များအောင်မြင်ပြီးပြည်သူလူထုတရက်လုံးလိုလားတောင့်တသည့်ပါတီစုံဒီမိုကရေစီစနစ်ကိုအောင်မြင်စွာရှောက်လန်းနိုင်ရေးပြည်သူလူထု၏ပူးပေါင်းပါဝင်မှုဖြင့်အထွေထွေရွေးကောက်ပွဲအားဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။